သူတို့ရဲ့နောက်ဆုံးသိရှင်ရမယ့်အချိန်ဆိုတာမသိဘဲနဲ့ထူးဆန်းတဲ့ကူပေါက်ကိုဖွင့်လိုက်တဲ့အမျိုးသမီးတစု။ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျ။ဒီနေ့ recap လုပ်ပေးတော့မှာကတော့2005ခုနှစ်ကထွက်ရှိထားတဲ့ horror movie လေးဖြစ်တဲ့ The Summer ဖြစ်ပါတယ်။ရုပ်ရှင်စသချင်းမှာဆိုရင်တော့ဖြူပြမူယာနဲ့တီတာတို့ဟာလာရေးလုံးကြီးတင်ဆန်ခတ်လေကြီးကိုကြမ်းတမ်းလှတဲ့မြင့်ငယ်လေးတစ်ခုထဲမှာတပူရဲလာထမင်းနဲ့ထိုးသလိုလော်ခတ်ရင်နဲ့ကိုယ့်ရုပ်ကာယတွေဖြစ်လို့နေတာကိုတွေ့ရမှာပါ။ မိသားစုငယ်လေးအားတငယ်ချင်းတွေနဲ့အတူပျော်ပဲစွာထွက်လာကြတာဖြစ်တယ်လို့လေစီးပြီးတော့ကမ်းပေါ်တက်လာတဲ့ဖြူပြာကသမီးဖြစ်သူကိုအားရပါရဖက်လိုက်ချိန်မှာပဲခင်မွန်းတဲ့ကတော့ပစ္စည်းတွေကိုတင်ပြီးတော့ကားစီပေါ်မြန်သွားခဲ့ပါတယ်။ဘူရနဲ့တီရာကတော့အနောက်မှာရက်ကြည့်ရင်းနဲ့ကြံခဲ့ချိန်မှာပဲဖြူပြာတို့မိသားစုလေးကဟိုတယ်ကိုပြန်လာကြရင်းနဲ့ဖြူပြာကသမီးဖြစ်သူရဲ့မွေးနေ့အတွက်အများကြီးပြင်ဆင်ထားကြောင်းပြောပြနေခဲ့ပါတယ်။ ဖြူပြာကယုတ်တီကြီးဖြစ်နေတဲ့သူ့လင်ကိုစိတ်ညစ်နေလားမေးတဲ့အခါမှာတော့ပြန်ဖြေဖြေလုပ်နေတော့မှာပဲအရှိကနေလာတဲ့ကားနဲ့ကစင်နေထဆွဲကုန်ပြီးတော့ဖြူပြာလေးစေးုံဘောကိုရောက်သွားပါတော့လေစေးုံရောက်နေတဲ့ဖြူပြာကတော့သမီးငယ်လေးမွေးနေ့ကိတ်ဖျောင်းနိုင်မှုတာကိုအိမ်မက်မနေရကနေရုတ်တရက်နိုးလာပြီးတော့ခင်မွန်းနဲ့သမီးဖြစ်သူတို့ကိုကြောက်လန့်တကြလိုက်ရှာနေတော့မှာပဲတနေ့မှာတော့အတီရာကလမ်းဖက်လိုက်ပြီးတော့ခင်မွန်းတဲ့နဲ့သမီးဖြစ်သူတို့ဆုံးသွားကြောင်ပြောပြလိုက်ပါတယ် ။မူရတယောက်လည်းဖြူပြားရဲ့အဖြစ်ကိုမြင်တဲ့အခါမှာတော့ထတ်တူဝမ်းနေပေမဲ့လည်းဘာမှမတတ်နိုင်ခဲ့ရှားပါဘူး။ထဲလန့်စရာဖြစ်ဖြစ်ဒီဖြစ်ပြီးတနေ့လောက်ကြာမှာတော့ဖြူပြားနဲ့မူရတို့ကဘေးမဲ့ဥယျာဉ်ကြီးတစ်ခုရဲ့တောနယ်ထဲမှာရှိတဲ့အမည်မသိကိုကြီးကိုလေ့လာရေးထွက်လာခဲ့ကြပါတယ်။တော်ရဲကရေနံကြီးထက်ထက်တုတ်ထားတဲ့အိမ်ရှိမှာတီတာကဖြူပြားတို့အလာကိုစောင့်နေခဲ့တယ်လို့အိမ်ထဲရောက်ချိန်မှာတော့မာလာနဲ့နီလာဆိုတဲ့လင်းလူပဲ့ညီမနှစ်ယောက်နဲ့ဖြူပြားတို့ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ီလာကသူမစေးချောင်းတက်တာနောက်ဆုံးနဲ့ဆိုပြီးပြောပြတဲ့အခါမှာတော့အားလုံးကလည်းကွန်ကရစ်ဂျူရေးရှင်းမှာအစ်စ်မှာလင်းမြန်မြန်ရပါစေဆိုပြီးတော့ဆူတောင်းပေးနေတော့စပိုင်ဒါမန်လှုပ်ပြီးပြန်လာတဲ့တွေ့တာကလမ်မီနဲ့မလိုက် EMO K တကားကနဲ့အားလုံးကိုတပလဲကိုလိုက်ပြီးနှုတ်ဆက်နေခဲ့ပါတယ်ရမ်ဘိုစရာအတိတ်ကြောင်းတွေကိုချင်းချင်းဝေမျှတင်းတုပ်ကြရင်းနဲ့ပဲစားစရာမောင်လေးတို့ကိုကြီးတို့မရှိတော့လဲဒီဟာလေးတောင်းရင်းနဲ့အရာဝင်ခဲ့လိုက်ကြပါတယ်နောက်ဒီမနက်မှာတော့တီတာတယောက်ဒေါ်ရဲမှာလမ်းလျှောက်ထွင်းပြန်လာတဲ့အခါမှာတော့ ခီရဘုအသည့်ပြင်ဆင်နေကြတဲ့မေမင်းကြီးမတို့ကလည်းအိဒိယတို့ထုံးစံတိုင်းတော်တဲ့ရောက်မတ်တရဆိုပြီးတော့ဆက်ပြီးလေကောက်ဆွဲလိုက်ကြပါတယ်။ကာနစီကိုပြိုင်ဆိုင်မောင်းပြီးတော့ဟေလာဝါလာလောက်ကြရင်းနဲ့ပဲတောနဲ့ထဲကကိုတခုစီကိုလေးလာရေးထွက်လာခဲ့ကြပါတယ်။မာလာကလည်းအခုသွားမဲ့ကူကစိတ်ချရမလားပြိုကျရင်ဘလို့လုံးမလဲဆိုပြီးမေးတဲ့အခါမှာတော့နီလာကအိတ်မပြောင်းအောင်ပဲနေအိတ်ပြောသွားရင်ကူအောင်နေတဲ့ဘိုးတော်ကကေဝင်းကောက်ချေသွားလိမ့်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ ပစ္စည်းရေကုန်မာပြီးကိုစီကိုသွားချိန်မှာတော့ဘယ်တော့မှလမ်းမပြောက်လေမလွှင့်တက်တဲ့တီတာကဂူနဲ့ပတ်သက်တဲ့လမ်းညွန်စာအုပ်ကိုဖတ်ထားခဲ့ပြီးတခြားသူတွေနောက်ကနေလိုက်လာခဲ့ပါတယ်။တောင်တဲ့လမ်းမှာဒိဋ္ဌံတီကောင်တွေကိုတွေ့တဲ့အခါမှာတော့ဒီလိုသေးရအောင်ဗာယောဂဖြစ်ကြတာလည်းမသိဘူးဆိုပြီးတော့ဦးမန်းတို့တဘာဝတိုင်းဆက်စုနေကြပါသေးတယ်။အားလုံးဂူရဲရောက်ချိန်မှာပဲဖြူပြာကအတန်တခုကိုကြားတာကြောင့်သွားကြည့်လိုက်တဲ့အချိန်မှာတော့ဘာမှမတွေ့ခဲ့ပဲနဲ့တီတာကရောက်လာပြီးတော့မနက်စာစာကိုခေါ်ခဲ့ပါတယ်။ စားနေတောင်းနေကြတော့မှပဲဒီတာကဖြူပြာတို့ကားတိုက်တုံးကအနားမှာမရှိနေခဲ့တဲ့အတွက်တောင်းပန်ချိန်မှာပဲဖြူပြာကစိတ်ဆိုးသလိုလိုနဲ့ထားသွားပြီးတော့တခြားကူပေါက်ကိုလိုက်စားနေခဲ့ပါတယ်ဖြူပြာကတခြားလမ်းကိုရှာတွေ့ပြီးပြောတဲ့အခါမှာတော့နီလာကတေချာလာမေးပင်မယ်လေဒီတာက OK တယ်ဆိုပြီးပြောတော့အားလုံးလည်းဖြူပြာနောက်ကိုလိုက်သွားခဲ့ကြပါတယ်တနည်းမှာအတန်တစ်ခုကြားရပါမယ်လေဖြူပြာကဂူးမဆိုင်ဖဲနဲ့ကူရဲကိုပဲစက်တိုးဝင်နေခဲ့ပါတယ် မူရကဖြူပြကိုကူပေါက်ထဲကနေပြန်ထွက်လာဖို့ပြောပေမဲ့ဖြူပြတယောက်ကတော့တပတ်ချန်းကိုရောက်တော့မယ်ဆိုပြီးဆက်တိုးလိုက်ကကျောပေါ်အိတ်ပါလွတ်ကျသွားသလိုတတိပါလက်သွားခဲ့ပါတယ်။သမီးငယ်ဖြစ်သူရဲ့မွေးနေ့ပွဲကိုအိမ်မက်ပြန်မက်နေတော့တခြားသူတွေကဝိုင်းလို့ခဲ့ပြီးဆက်သွားမယ်လမ်းကပိတ်နေတာကြောင့်တီရာကိုဘယ်လမ်းကသွားမလဲဆိုပြီးဝိုင်းမိနေခဲ့ကြကြမှာပဲ။တီရာကလည်းဘသူမှမရောက်ဘူးသေးတဲ့နေရာမှာရောက်နေတာဆိုပြီးပြောတဲ့အခါမှာတော့အားလုံးကတီရာကိုစိတ်ဆိုးခဲ့ကြပြီးစကားတွေပါထမရကုန်ကြပါတယ်။ ဒီတာကလည်းကိုကြီးကနာမည်လည်းမရှိတာကြောင့်နေရာသက်တွေကိုအားလုံးတူတူလိုက်ပြီးတော့လေ့လာစီခြင်းနဲ့ဆိုပြီးပြောတာမို့ဝိုင်းပြီးတော့ဆဲခံလိုက်ရပြန်ပါလေ။စကားတွေများနေကြတော့မှပဲမင်းမွေးကနေလာတဲ့အတန်တစ်ခုကိုဖြူပြကကြားခဲ့ရပြန်ပါလေ။ကိုတွင်းတနေရာမှာတော့လမ်းကကျဉ်းလွန်းနေတာမို့ကျိုးတွေနဲ့ချိန်ပြီးတော့တွေ့တဲ့ရပါတော့လေ။ဒီလာကကျိုးချိန်သွားနေတော့မှပဲဂျိတ်ကပြုတ်ထွက်သွားပြီးတော့အောက်ကိုခြေကျော်သွားခဲ့ပေမဲ့လည်းကံကောင်းစွာနဲ့ပဲအပေါ်ကကျိုးကိုချိန်ပြီးဆွဲထားနိုင်ရတဲ့အကြောင်းဒီကံမရောက်ခဲ့တာပါ။ ။နိုင်ငံပေါ်မှာဆွဲထားတဲ့ပကြီချုပ်ကိုတွေ့တဲ့အခါမှာတော့မဲမင်းကြီးမားတို့ကလည်းဒီကူထဲမှာတစ်ချိန်ကညံရီရှိတဲ့လူသားဒါမှမဟုတ်တရဝါတချို့ နေခဲ့တယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။တီရာကဘုံတွေကိုလိုက်ကြည့်ရင်ဒီဘုံတွေကအကူထဲကနေထွက်နိုင်မဲ့လမ်းကို ပြထားတာပဲဆိုပြီးခီးဆက်တဲ့အခါမှာတော့တနည်းမှာတွေ့တာတယောက်ခြေကျော်ပြီးတော့ပြုတ်ကျခဲ့ပြန်ပါတယ်။ဖြူပြားကလမ်းဆွဲထားပေမဲ့လည်းရေညှိတွေနဲ့ချော်နေတာကြောင့်ကိုနေတဲ့အထိကိုကြာသွားခဲ့တဲ့တွေ့တာကတော့အသက်ရှင်ခဲ့ပေမဲ့လည်းခြေတော်ကျူးသွားခဲ့ပါတယ်။ မမကြီးမတို့လည်းအောက်ကိုဆင်းလာပြီးတော့ဒရိုက်တာကိုတည်သွားဖို့လှုပ်ချိန်ပါပဲဖြူပြာကထူးဆန်းတဲ့အတန်တတန်ကို ကြားရပြန်တဲ့ခါမှာတော့ကိုနာဒီနာလိုက်ကြည့်ရင်းနဲ့တရဝါတကောင်ကသူတို့ကိုကြည့်နေတာမြင်သွားခဲ့ပါတယ်ဖြူပြာကိုမြင်မြင်ချင်းပါပဲတရဝါကြီးကထွက်ပြေးသွားခဲ့တော့တီတာကိုပြောပြပေးမဲ့လည်းမယုံခဲ့ပါဘူးတစ်ခွေလုံးကိုဖြူပြာကလိုက်ပြီးပြောပြတော့လေတီတာကကန့်လန့်ကန့်လန့်လှုပ်ပြီးတော့ငင်းခုန်ခဲ့ပြန်ပါတယ်ဒီလိုနဲ့ခီးဆက်လာကြရင်းနဲ့တပြေးပြေးလန်းလဲပြောက်လာကြပါပြီ လမ်းကျမ်းမာတယ်ဆိုတဲ့တီတာကလည်းအခုတော့သူမဟုတ်သလိုမသိကြအောင်လေးစောင်းနေခဲ့ပါတယ်။ရုတ်တရက်ပဲဂူထဲမှာကျစားနေတဲ့လုံကဒီကောင်တွေကဘွားကနေပေါ်လာတာမို့မမင်းကြီးမားတို့လည်းဥရဖားရတွေဖြစ်ပြီးတော့ပြေးကျင်ဟာပြေးနေချိန်မှာပဲခြေတော်ကျိုးနေတဲ့ Twitter ကတော့လုံကဒီကောင်ရဲ့အစာဖြစ်သွားခဲ့ပါပြီ။မာလာနဲ့နီလာကတလန်းကိုပြေးပြီးတော့ဖြူပြားနဲ့မူယာကလည်းတလန်းစီပြေးနေကြချိန်မှာပဲအလုံးကိုဒုက္ခဖြစ်စေတဲ့တီတာကတော့လုံကဒီကောင်တွေရဲ့အတီးခံလိုက်ရပြီးတော့တတိလဲသွားခဲ့ပါတယ်။ တနေရာမှာတော့ဖီဖာကရေကန်တစ်ခုတည်းချော်ချသွားခဲ့တာမို့မူယာနဲ့လမ်းကွဲသွားခဲ့ပြီးဓာမီတွေလည်းရေမြုပ်သွားတဲ့အခါမှာတော့သုံးမြဖြစ်သွားခဲ့ပါတယ်။တစ်ဖက်မှာသတိရလာတဲ့တီယာကလုံဂရီရေကိုပြန်ချရင်နဲ့အနောက်ကနေခြေတံကြားတော့လုံဂရီဆိုပြီးတန်ကျုံနဲ့ထိုးလိုက်တာမှာမူယာလည်းမာလတီမယားတရားဖြစ်နေတော့မှာပဲ။တီယာရဲ့လွယ်မင်းကိုဆွဲဖြတ်လိုက်ချိန်မှာတီယာကတော့မူယာကိုမကယ်ပဲဒီတိုင်းပစ်ထားခဲ့လိုက်ပါတယ်။မာလာနဲ့နီလာကလည်းဂူရဲကအထွက်လန်းကို လိုက်ရှာနေခဲ့ပေမဲ့လုံဂရီကောင်ကသူတို့နောက်ကနေလိုက်နေတာကိုသတိမထားမိခဲ့ပါဘူး။ ။သတိလျာကနေနိုးလာတဲ့မာလာကညာရိုက်ကင်မရာကိုသုံးပြီးတော့လမ်းရှာနေတုန်းပါပဲ။အစားခံထားရတဲ့ Twitter ရဲ့အလောင်းကအရှိတက်တက်မှာပုတ်ခနဲကျလာတာမျိုးကြည့်လိုက်တဲ့အခါမှာတော့လုံဝီတကောင်ကအရှိနာလေးမှရောက်နေခဲ့ပါပြီ။မာလာနဲ့နီလာလဲတိတ်တိတ်လေးနေနေတုန်းပါပဲ။ဗနီးယပြည့် anniversary ဆိုပြီးဘဲဘဲကပေးထားတဲ့မာလာရဲ့နာယီကတော်ရည်ထဲမှာနှိုးဆက်ထားမိတာမျိုးကြားသွားတဲ့လုံဝီကချက်ချင်းကိုယောက်ချလာပါလို့ရတယ်။ ကံကောင်းစားနဲ့ပဲ나이ကိုဝေးကိုလွတ်ပြစ်လိုက်ပြီးတော့ရှောင်းလိုက်နိုင်ပေမဲ့လေတဏှာရောက်မှာတော့လုံဝတီတွေထတ်တိုးလာတာမို့အတိုက်ခိုက်ခံနေရတော့မှာပဲတပတ်မှလမ်းပြောင်းနေတဲ့တီတာကရောက်လာပြီးကယ်လိုက်နိုင်ခဲ့တာကြောင့်သာဒီမနှစ်အောင်လုံးလဲလုံဝတီတို့အစာမဖြစ်သွားခဲ့တာပါလုံဝတီတွေကိုတတ်ထားနိုင်တဲ့တီတာကတော့လုံဝတီတွေကမျိုးလုံးမမြင်ရပေမဲ့လေအချားအယုံကရမ်းကောင်းတာမို့အတန်တိတ်တိတ်နဲ့ကူရဲကနေထွက်ဖို့လိုတယ်ဆိုပြီးတော့မာယာတီတဲ့နားကိုခေါ်လာခဲ့ပါတယ် အဒရလန်တနေရာကိုပြပြီးတဲ့အခါမှာတော့အပြင်ရောက်ရင်ဟင်းကောင်းကောင်းချက်တာငါတို့စားကြမယ်ဆိုပြီးပြောတော့ညီမနှစ်ယောက်ကလည်းတိရကိုတခါတည်းမလိုက်ဘူးလားလို့မေးခဲ့ပါတယ်။တိရကလည်းဖြူပြောင်းပါပဲနဲ့ဘယ်မှမသွားဘူးဆိုပြီးတော့ညီမနှစ်ယောက်ကိုသာကူပြင်းအရင်ထွက်စေခဲ့ပါတယ်။တမမလည်းဖြူပြာကမူရကိုတွေ့တာမို့စန့်နေငယ်ငယ်ဖြစ်နေတော့တိရကသူ့ကိုတတ်တာမို့မယုံကြည်ဖို့တတိပေးတဲ့အခါမှာတော့ဖြူပြာကမယုံကြည်ပေမဲ့လည်းတထက်ကတိရရဲ့လေဆွဲလေးကိုမြင်တော့မှပဲလက်ခံလိုက်ရပါတယ်။ ။ဝီယာကလည်းလုံကတိတွေစားတာခံရတာထက်ဆိုင်သူ့ကိုတတ်သွားပေးဖို့ဖြူပြကိုပြောနေတော့လုံကတိတွေရောက်လာပြီးတော့တိုက်ခိုက်တာကြောင့်ဖြူပြလည်းတကောင်ချင်းကိုရိုက်တက်လိုက်ရပါတယ်။တပတ်မှာတော့မာလာနဲ့နီလာတို့ကကိုနေရန်ကိုခဲချစ်ရာတွေချစ်တက်ပြီးတော့အပေါက်ဖောက်နေတုန်းမှာပဲလုံကတိတွေအများကြီးရောက်ချလာပြီးတော့ကြိုးတန်းလန်းဖြစ်နေတဲ့မာလာနဲ့နီလာတို့လည်းလုံကတိတွေဝိုင်းစားတာခံလိုက်ရပါတယ်။အရင်နဲ့အကြောင်းဆိုကမှတီတာကလည်းဝင်မကူဘဲနဲ့ဂျွန်ဒေါ်နော်နဲ့ရက်တာကြည့်နေခဲ့ပါတယ်။ သတိဝင်လာလို့ရေကန်ထဲကိုခုန်ချလိုက်ချိန်မှာတော့ရေထဲမှာလည်းလုံကြီးတစ်ကောင်နဲ့တိုးတာမျိုးထချနေတော့မှာပဲ။မသားပေါ်ကနီးမှအဖြူပြာကကယ်လိုက်တာမျိုးသိရှင်ခဲ့ရပါတယ်။မူရကိုတီရာတက်လိုက်တာကြောင့်အဖြူပြာကဒေါသထွက်နေတော့မှာပဲ။ဒုံကြီးအများကြီးထက်ရောက်လာတာမျိုးတကောင်ချင်းတက်ပြီးတော့ကိစ္စတုံပြလိုက်ရပါတယ်။ဒီနောက်မှာတော့မူရခံစားရတယ်လို့နင်းလဲခံစားရမယ်ဆိုပြီးတော့တီရာရဲ့ခြေထောက်ကိုရိုက်ချိုးပြီးတော့လုံကြီးတွေစားတာခံရအောင်ပြစ်ထားခဲ့လိုက်ပါတော့တယ်။ဖြူပြာလည်းပြင်းလွှိုင်းနဲ့တနေရာမှာချော်ကြခဲ့ပြီးတော့သတိလည်းသွားခဲ့ပါတယ်။ ။အိမ်မက်ထဲမှာတော့ဂူပြင်ကိုထွန်းနိုင်ပြီးကားနဲ့ပြေးဖို့လုံးချိန်မှာတီတာကကားပေါ်ကျိုးရောက်နေပြီးတော့သမီးဖြစ်သူနဲ့မွေးနေ့ပွဲကိုမြင်အောင်လာချိန်မှာပဲတတိပြန်လာခဲ့ပါတယ်။မီးအောင်မဲမဲအောက်မှာပဲလုံကလေးတွေကလည်းအောင်းဝမ်းဆိုပြီးတော့ဝိုင်းလာဖို့ဖြူပြရဲ့နဘေးမှာဝိုင်းထားတာမို့နောက်ဆုံးတော့ဖြူပြလည်းအကုန်လုံးကိုကိစ္စတုံးပြဖို့သာရွေးချယ်လိုက်ရပါတော့လေ။ပေးခြင်းတဲ့ message လေးကတော့ခီးတစ်ခုမသွားခင်မှာနေရာဒေသအကြောင်းကိုအရင်ဆုံးလေ့လာသင့်တယ်ဆိုတာပါပဲ။အစားမတော်တလုံးအသွမ်းမတော်တလန်းဆိုတာလေးကိုလည်းသိစေချင်ပါသေးတယ်။ အစုံနေနားဆင်ကြည့်ရှုပေးကြရတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။